ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့အာရှကြားကြီးအာရှကြားလေးအာရှကြားပေါက်စလေးတွေကရှုံးခွဲအလီလီတွဲစုံနေရတာကြောင့် minus ပြနေချိန်မှာကျွန်တော်တို့ရဲ့အာရှကြားမလေးတွေကတော့နိုင်ပွဲအလီလီရပြီးမျက်နှာပန်းလှလာနဲ့ခြေကိုချီတက်နေပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကဂျပန်ကိုခြေစမ်းပွဲခီးစဉ်တွားရောက်ခဲ့တဲ့အာရှကြားလေးတို့တပွဲမှာနိုင်မရရှိခဲ့ပဲ သုံးပွဲကံရမှာနှစ်ပွဲရှုံးတစ်ပွဲတည်ရင်နဲ့ဆုတ်ခွာလာခဲ့ရပါတယ်။ဒါဆိုကျွန်တော်တို့သူတို့ကိုဘယ်လိုအားကိုးရမလဲ။တပွဲဟာဆိုရင်ဖြင့်15ကို2ကိုနဲ့တောင်းရုပ်ပြက်စင်းပြက်ရှုံးနေကြရတယ်မို့လား။ဒါကြောင့်လဲပြိတ္တတော်တော်များများကကျွန်တော်တို့ရဲ့ကြားမလေးတွေကိုပဲအများဆုံးထောက်ပံ့လိုက်ပါလားဆိုပြီးဝေဖန်တန်တွေထပ်ပေါ်နေခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ကြားမလေးတွေဟာ ဂျပန်နိုင်ငံမှာခြေစွမ်းပွဲတွားရောက်ကစားနေတာဖြစ်ပြီးနှစ်ပွဲနိုင်တပွဲတည်းရလက်ထွက်ပေါ်ထားပါတယ်။ဒါကြောင့်အရှုံးပွဲမရှိဘူးလို့တောင်းပြောလို့ရနေပါတယ်။ဆယ်လာပိုင်း21ရက်နေ့ကရှင်ပြိုင်ကစားခဲ့တဲ့အီဂါခူနိုအီနဲ့ပွဲစဉ်မှာတကူတကူတည်းရလက်ထွက်ပေါ်ခဲ့ပါတယ်။အဲဒီပွဲစဉ်မှာနှင်းပွင့်အေးကတကူသွင်းယူထားပါတယ်။ဆယ်လာပိုင်း23ရက်နေ့မှာတော့အိုဆာကာယူနီဗာစီတီတင်းနဲ့ကစားရမှာဤသက်ဖြိုးရဲ့ဒလုံးလေးသောအတွင်းကိုနဲ့နိုင်ရရှိခဲ့ပါတယ်။ ဆီလာပိုင်း25ရက်နေ့ကကန်စာရီယူနီဗာစီတီနဲ့ပွဲစဉ်မှာလဲဣသက်ဖြိုးကတကိုးသွင်းယူခဲ့ပြီးအဲ့ဒီတကိုးနဲ့ပဲနိုင်ရရှိခဲ့ပါတယ်။ဂျပန်ခြေစမ်းပွဲခီးစဉ်ကတော့အောင်မြင်တယ်လို့ကျွန်တော်ပြောလို့ရပါတယ်။ဒါကြောင့်လဲမြန်မာအမျိုးသမီးဘောလုံးအသင်းစင်တန်းမြန်မာစီဖို့အတွက်ဥစော်စော်ဥဆောင်တဲ့ MFF ကအကောင်းဆုံးတွေလှုပ်ဆောင်ပေးဖို့စီစဉ်လျက်ရှိကြောင်းသိရှိရပါတယ်။ခုဆို AR Foundation ရဲ့ပံ့ပိုးကူညီမှုနဲ့ ဝိမန်ဖုတ်ဘောအကယ်ဒမီကိုဖွင့်လှစ်နိုင်ရန်ကြိုးစားလျက်ရှိပါတယ်။လာမယ့်2026မှာ FIFA Forward 2.0 Program နဲ့စောင့်လုပ်လို့ရရှိတဲ့အမျိုးသမီးဘောလုံးအကယ်ဒမီတည်ဆောက်ရေးလုပ်ငန်းခွင်ကိုမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးစိုးစိုးမှတွားရောက်ကြီးစုစစ်ဆေးနေကြတာကိုတွေ့မြင်ရပါတယ်။2026 2029စသည်နှစ်မှာတော့အမျိုးသမီး U17 U23 U24 U25 စတဲ့အသင်းတွေနဲ့အချိန်မီဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ မြို့သမီးဘောလုံးအကယ်ဒမီအတွက်လိုအပ်တဲ့ကွင်းတွင်းကို ARD Foundation မှလှူဒန်းသွားမယ်လို့သိရှိရပါတယ်ခင်ဗျာဒီတရင်ဟာကျွန်တော်တို့မြန်မာဘောလုံးမြို့သမီးအသင်းရဲ့အလားလာခေါင်းတည့်ရလို့လဲဆိုနိုင်ပါတယ်နောင်နာကတ်မှာမြို့သမီးဘောလုံးအသင်းကောင်းများစွာကိုတွေ့မြင်ရဖို့ဒီကြပေါက်ကိုရှိနေခဲ့ပါပြီ။ဘောလုံးအားကစားကိုစိတ်ပါဝင်စားတဲ့လူကြီးမိဘများနဲ့ သမိငယ်လေးများကြိုတင်ပြင်ဆင်ထားဖို့မှာကြားချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မြမမျိုးသမီးတင်အောင်မြင်ပါစေ။မြမအပေါ်လုံးခြေတန်းရောက်ပါစေ။